နဲ့စစ်ဦးစီးအရာရှိချုပ်ဘိုးချုပ်စောဆတ်အောင်တို့ကိုလည်းအွန်လိုင်းလဲလဲမှုကရရှိတဲ့ငွေတွေကိုတိုက်ရိုက်အကျိုးမြတ်ဖြင့်ရယူထားတာကြောင့်အရေးယူတက်ခတ်မှုစီရင်ထဲမှာထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်အမေရိကန်တရားရေးဌာနက FBI နိုးနဲ့ပူးပေါင်းပြီးမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြတ်လို့ခေါ်တဲ့အွန်လိုင်းလည်လည်မှုစစ်တာတွေကိုနှိမ်နင်းဖို့ Skim Center Strike Force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ချက်မှာကြေညာခဲ့ပါတယ်ရှင်။ မြောင်းရီမြို့တောင်ဘက်က KK Park စီမံကိန်းကကြားဖြတ်ငွေလဲလုပ်ငန်းတွေနေရာရှေ့ပြောင်းပြီးဆက်လက်လုပ်ကိုင်ဖို့ BGF ကအမြင်ငှားရနာဝယ်ယူတာတွေလှုပ်ဆောင်နေပါတယ်။အောက်ခက်ပြပို့ထားပါတယ်ရှင်။ကင်းမီနယ်မြောက်မြို့တောင်ဘက်ကကေပတ်စီမံကိန်းတွင်ကရင်းနှီးမြုပ်နယ်နဲ့တရုတ်ပြည်နယ်အရေးပါတဲ့ဒူရီကိုမြကြီးရဲ့ခေါင်းဆောင်ပိုင်းတွေကနေရာရွှေ့ပြောင်းပြီးကာကွယ်ပေးထားပါတယ် ဒါအပြင် KK ဘတ်စီမံကိန်းတွင်ကထွက်ပြေးလာတဲ့ကြားပြန်လုပ်ငန်းရှင်တွေကိုကင်းမျိုးသားစီယုံဂင်တပ်မ6နယ်မြေကျုံလုံးမျိုးနယ်တွင်ကိုငင်းငယ်ကောင်စီကန်လေး PC တပ်ဖွဲ့ဝင်တွေကဥဆောင်လာတဲ့အတွက်ဒေသခံတွေလက်မခံဘူးဝင်မလာ9ရက်နေ့ကကင်းယူကဒေသန္တရအမိန့်ထုတ်ပြန်တားမြစ်ခဲ့ပါတယ်ဒီမှာမဟုတ်ခင်ရဲ့ရောဒါပါညာသူတို့ပဲသဘောချမယ်တိုက်ရအောင်မကြိုက်ကြပါဘူးဒီကအလုံး အဲ့လိုပြောမလဲဆိုတော့ဇာရလုပ်ပြီးပါနေရတော့မှာပေါ့လူတွေရောဇာတိကပါညာကိုဖြစ်တာပေါ့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 ပါပဲအလုံးလုံးချင်ရတယ်ပါဖြစ်နေတော့ဘူးသကားလူရောမကြောက်ဘူးအာဘယ်လက်ခံလဲလက်ပေါ်ခံပါ့ပြည်လုံးဇာလို့မကြောက်ဘူးလို့မျိုးပေါ့အဲ့ဒါကြီးလေလေပဲပဲဒီလူတွေလုံးကာပါလားဒါတော့ဖုန်းထဲမှာတော့မပါတယ်ကြတယ်ပါပြည်လုံးမလုပ်သေးဘူးတော့ပြောညာတယ်မျိုးမျိုးလဲ MVP နေနဲ့ဒါဘယ်လောက်ရမလဲကိန်းမဲ့ထောင်မဲ့တော့ ဘာတွေဘာတွေလည်းမသိဘူးအဲ့ဒါကျွန်တော်လည်းနားမလည်ဘူးလေ KNUKLLPC နေနဲ့ကြားပြန်လုတ်ကင်သူတွေကိုတည်ယူပို့ဆောင်နေဆိုတဲ့ information ပေါ်ပြန်လည်မေးမြန်းစစ်ဆေးသွားမှာဖြစ်ပြီးလောင်းကစားလုပ်ငန်းတွေမပတ်သက်ခုနဲ့မလုပ်ဖို့ policy အရရည်တည်နေတာကြောင့်ပုံဝင်ပတ်သက်တာအမှန်ကန်ရှိခဲ့ရင်တားမြစ်ထားတဲ့စီမင်းစည်းကမ်းတွေချိုးဖောက်မှုတွေအရေးယူဆောင်ရွက်သွားမယ်လို့ဘုံကြီးစောကြောင်ညွန့်ကပြောပါတယ် ခြေအနေဆုတ်ထွေးနေတဲ့ကာလတကူအောင်မှာကတော့ကျွန်တော်တို့လမ်းအလဲအလူအများအပြင်းအထုတ်ပြုနေတဲ့သွာလာနေတဲ့လမ်းဖြစ်တဲ့ကကြတော့ခုနကဟိုထွက်ပေါ်လာတဲ့ဓာတ်တင်အပေါ်မှာပေါ့လေအအဖြစ်မှာအဖြစ်မှာကဘယ်လိုရှိတယ်ဆိုတာကိုတော့နည်းနည်းတော့ပြန်လေ့လာကြည့်ရအောင်မဖြစ်ပါလေခင်ဗျအဲလိုမျိုးအတိအကျဘုရားပေါ့လေအတွေ့ရှိရတဲ့ဟိုပါဝင်ပတ်သက်မှုတွေမှာကန်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ ဒါပဲမှဆိုရင်လည်းပဲကျွန်တော်တို့တာမီလာတဲ့စီနီစီကန်တွေကိုဒါချူပါမှုတွေကတော့ကျွန်တော်တို့ဖွဲ့စည်းရနေပြီးတော့အာရည်ရွယ်ဆောင်ရမှုတွေကတော့ရှိပါတယ်ခင်ဗျာဒါအပြင်ကင်းမျိုးသားစီယုံကင်းတမောက်ခွင့်နေမီကင်းမီနေပိုင်ယုံမျိုးနေမော်ဘုတ်ကီဒေသမှာအွန်လိုင်းကျမ်းမြေလုပ်ငန်းတွေအတွက်ကင်းနေကြသောတက် BGF ကလေမီတွေကိုငှားရမ်းဝယ်ယူရမှာရေတီကကိုထိုင်းပတ်ဝင်သိမ်းချပေးဝယ်ယူနေပါတယ်လက်ရှိမြေငှားရမ်းဝယ်ယူနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကဆက်လက်လှုပ်ဆောင်နိုင်မယ်လို့အမြဲတမ်းဘိုးကော်မတီဝင်တယောက်ကပြောပါတယ်။မဘိုးကင်ဘက်ကိုရှိလာရင်ဆိုတော့ကျွန်တော်သူများလေးတစ်ဆင့်စကားကြားတာ။အဲ့ဒါဘယ်လိုဖြစ်မဲ့တော့ကျွန်တော်လည်းမသိဘူးလေ။အဲတဘောသားတွေကတော့ကြည့်အောင်မယ်လေကျွန်တော်။ဘာကြောင့်လဲဆိုတော့ဒီကောင်ကလည်းဟိုဟာတစ်ဆင့်ကဖြစ်နေတော့ VGN နဲ့အမှ9နှစ်နဲ့သူတို့ဘယ်လိုညှိနှိုင်းမလဲအဲ့ဒီပုံမှာကျွန်တော်တို့ KNY တဘောသားကိုပြန်ထားရမယ်လေ။ ဘာကြောင့်မလဲဆိုတော့အခုကဒီကောင်ကသိအားကြီးတယ်ဗျာခင်ဗျာအဲ့တော့ပြောတော့ဒီကြာ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 အစ်မကြာကြာတော့ကောင်ကြီးတွေကြောက်ရတာအေးအဲ့ဒါတော့သူတို့လုတ်ပါလိမ့်မယ်လေနော်သူတက်ဆိုင်ရတက်ဆိုင်ရတောင်းဝရှိတဲ့လူတွေရင်စစ်သားမှာပေါ့ပန်ဂျုံမျိုးနဲ့မဟုတ်ပြည်ဒေသမှာအွန်လိုင်းကြားပြန်လုပ်ငန်းတွေတွေလေမီတွေကိုငှားရဝေယူနေတာနဲ့ပတ်သက်ပြီး KNU VGF တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပြီးမြင်အခုသတင်းထုတ်ရင်းချိန်ထိ ပြန်လည်ဖြေကြတာမရှိပါဘူး KK ဘက်စီမံကိန်းမှာ KN ကောင်းဆောင်လေးပါဝင်ပတ်သက်နေတယ်လို့စစ်ကော်မရှင်ကပြောဆိုခဲ့ပါတယ် KN ဘက်ကဧကတရားမြေကွက်ကို Frank Asha International Holding Group ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်နေတာတွေကို2022ခုနှစ်ဒီဇင်ဘာလကရက်ဆိုင်လုပ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်အောင်ခံပါ စကိုင်းတိုင်းဝက်လက်မြို့နယ်လှတော်ကျေးရွာကိုစစ်တပ်ကနိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးမိရှုခဲ့တာကြောင့်လူနေအိမ်100နီးပါးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်က10ရက်နေ့ကနေ17ရက်နေ့မနက်ပိုင်းထိ3ရက်ဆက်တိုက်နေရာတွေခွဲပြီးမိရှုခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါရယ် စစ်တပ်ကနိုဝင်ဘာလ17ရက်နေ့ကလည်းလှတော်ရွာနာကရွှေကျင်ကျေးရွာကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာဝက်လက်မြုပ်နယ်ထဲမှာစစ်တပ်ကစစ်ကြောင်းတစ်ကြောင်းကိုအင်အား120လောက်နဲ့စစ်ကြောင်းလေးကြောင်းခွဲပြီးစစ်ကြောင်းထိုးနေတာဖြစ်ပြီးရှေဘူမန္တလေးကားလန်တလျှောက်ကရွာတွေအလုံးနေပါစစ်ပေးရှောင်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးဝက်လက်မြုပ်ပေါ်မှာလည်းအင်အားတုံးမြင့်ချထားတာတွေလှုပ်ဆောင်နေသလို့ ဝက်လက်မြို့ရဲ့အရှိဘက်နဲ့အနောက်ဘက်ခြံတွေမှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာဖြစ်တယ်လို့ဝက်လက်မြို့နယ်ပါကာဖပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်ရှင်။ရန်ကုန်တိုင်းမှာကြက်ခိုင်ရေးပါတီကိုစလေလောင်းတွေရဲ့မဲဆွယ်ဆိုင်ဘုတ်တွေဖျက်ဆီးခံရပြီးတဲ့နောက်ကြက်ခိုင်ရေးပါတီမဲဆွယ်ဆိုင်ဘုတ်ရှိရာနေရာတွေမှာရဲတွေကိုအရက်ဝတ်နဲ့လုံခြုံရေးချထားဖို့နေပြည်တော်ကနိုဝင်ဘာ12ရက်နေ့မှာအမိန့်ထုတ်လိုက်တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတွေကပြောပါတယ်။ နိုဝင်ဘာလ17ရက်နေ့ကကြောက်တံမြို့နယ်တရက်ကွက်၊နှစ်ရက်ကွက်၊သုံးရက်ကွက်နဲ့လေးရက်ကွက်မှာစိုက်ထူထားတဲ့ကြက်ခိုင်ရေးပါတီကိုစလေလောင်ရဲ့ဆိုင်ပုတ်တွေဖျက်ဆီးခရပြီးတဲ့နောက်အငိမ့်စားဘူချုပ်ကြီးအောင်လင်းတွေးစီဆိုင်အကြောင်းကြားခဲ့တာကြောင့်နေပြည်တော်ကောင်စီကနေအမိန့်ထုတ်ခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်က DPP ကိုပြောပါတယ်ကြောက်တမ်းမြို့နယ်မှာဝင်ပြိုင်မဲ့ကြက်ခိုင်ပါတီမြို့သားလွှတ်တော်ကိုစလေလောက်ဦးအောင်တီဟပြည်သူ့လွှတ်တော်ကိုစလေလောက်ဦးနိုင်ဝင်း တိုက်တဲ့သားကြီးလွှတ်တော်ကိုစလဲကိုစလဲလောင်းနေဖြစ်တဲ့ဒေါ်အေမေမို FBTB စနစ်နဲ့ဦးမျိုးမြင့် PR စနစ်တို့ရဲ့ဆိုင်းဘုတ်တွေဖြက်စီခဲရတာလို့မြို့ကန်တွေစီကသိရပါဗျ။လက်တလုံးမှာဆိုင်းဘုတ်ဖြက်စီသူကိုမမိပေမဲ့လွှတ်တော်ကိုစလဲလောင်းတွေကတန်လင်းမျိုးမရဲ့စခန်းမှာပခုနှစ်မြင်းဆောင်2025ရွေးကဥပဒေပုံမှန်24ကကြီအရာမှုဖွင့်ထားတယ်လို့ NCDM တယောက်ကပြောပါတယ်ရှင်။ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုကြွတင်မဲပေးကြဖို့နှိုးဆော်တိုက်တွန်းနေပေမဲ့ကျောင်းသားကျောင်းသူတွေဘက်ကတော့ဒီအခြေအနေတွေအပေါ်စိတ်ဝင်စားမှုမရှိကြပါဘူးဝေဝေသတင်းပေးပို့ထားပါတယ်ရှင်စစ်ကောင်စီလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းတွေမကြခင်ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကကျောင်းတက်ရက်ဖြစ်တဲ့ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကျင်းပပြုလုပ်မှာဖြစ်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်မဲပေးဖို့ကိုနိုဝင်ဘာလ8ရက်မှာထုတ်ပြန်နှိုးဆော်နေပါတယ်။ကျောင်းတွေပိတ်ထားခြင်းဖြစ်လို့ကျောင်းဘက်ကတိတိအသိပေးပြောဆိုနေတာတွေမရှိသလိုကျောင်းသားတွေဘက်ကလည်းစိတ်ဝင်စားမှုမရှိကြဘူးလို့ရန်ကုန်နေပညာတက္ကသိုလ်ကကျောင်းသားတယောက်ကပြောပါတယ်။ကျွန်တော်တို့နေပညာတိုက်ကတူမှာတော့အခုချိန်ထိကြိုတင်မဲ့ထဲကိုလာပြောတာမျိုးလည်းမရှိသေးဘူး။ဘယ်နေ့ထည့်ရမယ်ဘယ်လိုပုံစံထည့်ရမယ်ဆိုတာလည်း ခင်ကြီးကိုမသိသေးဘူးအဲ့တော့ဘာခံစားချက်မှလည်းမရှိဘူးပေါ့လေထွေခံစားချက်လည်းထွေထူးတော့ကြမရှိဘူးတောင်းတာကျောင်းသူများစုကလည်းကြည့်ရတော့ဒီကျောင်းကလည်းမပြောကြဘူးစိတ်ဝင်စားမှုလည်းမရှိဘူးအချိန်လေးရထည့်ခိုင်းပြီးထည့်ရမယ်ဆိုရင်တော့မဖြစ်မနေဆိုရင်တော့ထည့်ကိုထည့်ရမှာပေါ့ပုံမှန်တက္ကသိုလ်တွေကတော့နိုဝင်ဘာကုန်ဒီဇင်ဘာအစပိုင်းမှာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်အဝေးသင်ကျောင်းသားကျောင်းသူတွေကိုတော့ကျောင်းလာတဲ့အချိန်မှာတခါတည်းကြိုတင်မဲ့ပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တန်လျင်မြို့နယ်ကရန်ကုန်ရှိပိုင်းတက္ကသိုလ်မှာ အဝေးတင်ပညာရေးတက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေစီကသိရပါတယ်။ UIC ကကြိုတင်မဲပေးဖို့နှိုးဆော်နေပေမယ့်ចောင်းသားចောင်းသူတွေကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုမရှိရသရှိရကြောင်းအစိုးရပညာရေးတိုင်းဝိုင်းနဲ့နှိစက်တဲ့ညပြတယောက်ကပြောပါတယ်။ဟိုတက္ကသိုလ်ចောင်းတွေမှာတော့ဟိုចောင်းသားចောင်းသူတွေကိုကြိုတင်မဲထည့်ဖို့တော့လာပြောတာမျိုးတော့မရှိဘူးပေါ့နော်။အဲခုနကကောင်းစားရေးအတွက်မဲထည့်ရမယ်အဲမဲထည့်ပြီးမှသာ ဟိုကိုယ်နဲ့ကောင်းစားယူတော့ကိုကိုယ်ယူရမယ်လုံးဆောင်နိုင်နေဆိုတော့အတွေးမျိုးရင်းနဲ့လာကြောတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကတော့အဲ့လိုလာကြောတာမျိုးတွေကိုတိုက်လာဆိုတော့မချိတ်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအများတူငါပြည်သူကြားထဲမှာလည်းဒီကိစ္စကြီးကစစ်စစ်လုပ်တဲ့ဒီကောက်ကိုကျွတ်တဲ့အတွက်ကြောင့်ဘူဘူဖြစ်ဖြစ်သူတို့ကတော့နိုင်ပါပဲလေခလေးတွေကဒီမဲနဲ့ပြတ်တက်ပြီးတော့စိတ်ဝင်စားမှုတော့လုံးဝမရှိအောင်တွေးရတယ်ပေါ့နော်ဒါမှမဟုတ်လည်းဘာပြောပြောပြောခလေးတွေကမဖြစ်မနေချင်းချောက်ထည့်ခိုင်းမှဆိုရင်တော့ကြောကြောလန်းလန်းနဲ့တော်ထရရမယ့်ပုံစံမျိုးတွေကိုတော့ တွေ့ရတယ်ပေါ့နော်ကျွန်တော်နေပြတယောက်အနေနဲ့ပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများစုကတော့အခုနှစ်2025ခုမှာအသက်18နှစ်ပြည့်ပြီသူတွေဖြစ်တဲ့အတွက်ပထမဆုံးချိန်မဲပေးရမယ် first time voter တွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ first time voter ရေထွက်ဟာ9တန်းနီးပါးရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့2024ခုနှစ်တကောင်စီရင်ကနေ မဲဆန္ဒရှင်ပြုစုထားတာကြောင့်တကောင်စင်းရလက်တွေကိုအခြေခံပြီး TVB ရဲ့ခန့်မှန်တွက်ချက်ထားချက်တွေအရအသက်18နှစ်ပြည့်ပြီးပထမဆုံးချိန်မဲပေးရမယ့်လူငယ်ရေတပ်ဟာလေးတန်းကျော်ရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီရွယ်အတွင်းတက္ကသိုလ်ပညာရေးသင်ကြားနေတဲ့ရေတပ်ဟာနှစ်သိန်းနီးပါးရှိနိုင်ပါတယ်။ကျွန်မဝေပါ ကမ္ဘာအခြေစိုးလေးရတင်သင်္ဘော USS Gerald R4 ကိုဗဟိုပြုဝန်ရံပြီးအမေရိကန်ရတက်ရတက်ခိုက်ရတက်ဖွဲ့က Caribbean ဒေသမှာရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။ ဒါဟာလက်တက်အမေရိကနဲ့ကာရေဘီယံဒေသမှာတာဝန်ယူကြီးကြပ်ရတဲ့အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ဧရိယာအထက်ကိုစစ်သင်္ဘောအုပ်စုကဝင်ရောက်လာခဲ့တာပါ။အဲ့ဒီရတအုပ်စုထဲက USS Gerald R. Ford ပေါ်မှာသင်္ဘောသား၄000ကျော်နဲ့ဒါဇင်နဲ့ကြီးတဲ့လေယာဉ်တွေတင်ဆောင်လာခဲ့ပြီးပက်ထိန်ဒုံးကြီးတပ်ဆင်ထားတဲ့ဖြတ်သင်္ဘောတွေနဲ့တခြားစစ်သင်္ဘောအမျိုးစုံထိပါဝင်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဆယ်စုနှစ်များစွာအတွင်းလက်တက်အမေရိကနဲ့အနီးတဝက်ဒေတာမှာအမေရိကန်စိတ်အားအများဆုံးနေရာချထားမှုဖြစ်လာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးချက်အရနိုဝင်ဘာလ17ရက်နေ့အတွင်းအခုလိုမျိုးစစ်သင်္ဘောတွေရောက်လာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။တိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ကြောင့်ထိုင်ဝမ်နိုင်ငံမှာရေကြီးမှုတွေကြောင့်လူပေါင်း8300ကျော်ဘေးလွတ်ရာကိုပျောက်ရွှေ့ခဲ့ရပါတယ်။ တိုင်ဖုန်းဖန်အောင်ဟာထိုင်ဝမ်ကိုရောက်တဲ့အချိန်အပြောခဲ့ပေမဲ့အရှိကန်ချင်းမှာမိုးတဲခဲ့ပြီးရေကြီးမှုတွေလည်းဖြစ်တာကြောင့်ဘေးလွရာကိုပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။မုံတိုင်းကျောက်လူ52ဦးထရရခဲ့ပြီးတောင်ပိုင်းမှာရှိတဲ့အလုပ်တွေကျောင်းတွေပိတ်ထားခဲ့ရပါတယ်။ရုတ်တံဖော်ပြချက်အရရီလာရဲ့အရှိပိုင်းတောဒေသတွေမှာရေကြီးမှုတွေနဲ့ရင်ဆိုင်နေတာတွေ့ရပြီးတောင်တင်ပြီးကျန်တဲ့သူတွေကိုစစ်သားတွေကလဘေးလောက်မြုပ်တဲ့ရေထဲကိုဖြတ်ပြီးကယ်တင်ခဲ့ရပါတယ်။ ရေကြီးမှုကြောင့်အင်တွေထဲမှာရွှွန့်တွေတင်ကျပ်ခဲ့တာတွေ့ရပါတယ်။ဂျီလာနဲ့အနီးနားမှာရှိတဲ့ဟွာလန်တို့ရှိဒေသခံ8300ကိုဘေးလွတ်ရာကိုရှေ့ပြောင်းပေးခဲ့ရပါတယ်။ဂျီလာမှာအင်ကာနေကမိုးရေချိန်994မီလီမီတာထိရွာသွန်းတယ်လို့မိုးလေဝသကကြေညာပါတယ်။ဖန်ဝါမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာလူ28ဦးသေဆုံးခဲ့ပြီးထိုင်ဝမ်ကိုရောက်လာတာဖြစ်ပါတယ်။ ခွာလန်းဒေသကိုစက်တင်ဘာလတုန်းကတိုက်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးရေကြီးမှုကြောင့်လူ18ဦးသေဆုံးခဲ့ပါတယ်ရှင်။နီးပြအလွန်ဆိုပြောင်းလာပြီးနောက်ပိုင်းစပိန်ကလပ်ရီယယ်မက်ဒရစ်အသင်းမှနေရာမရဖြစ်နေတဲ့တိုက်စစ်မှုအန်ဒရစ်ကပြည်သက်ကလပ်လိုင်ယွန်အသင်းကိုအငှားနဲ့ထွက်ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ အင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်နဲ့အက်စတန်ဗီလာတို့ကလည်းအန်ဒရစ်ကိုအငှားနဲ့ခေါ်ဖို့ကြိုးပမ်းခဲ့ပေမဲ့ကစားသမားကလိုင်ယွန်ကိုပဲရွေးချယ်ခဲ့တာပါရီယန်နဲ့လိုင်ယွန်ကြားသဘောတူညီမှုကိုတော့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာ ပြီးသတ်မယ်လို့ goal.com ကဖော်ပြပါတယ်လက်တလောသဘောတူညီချက်အရရီယန်မှာတရားရသူတွေရှိလာရင်အန်ဒရစ်ကိုရသည့်အလဲမှာပြန်ခေါ်ခွင့်အတွက်လည်းပါရှိပါတယ်အသက်၁၉နှစ်အရွယ်ဘရာဇီးတိုက်စစ်မှုဟာသူ့ရဲ့ရီယန်ကစားသမားဘဝပထမရာသီက နီပြဟောင်းအန်စလော့တီလက်ထက်မှာ38ပွဲကစားခဲ့ပြီး9ဂိုးအတွင်းခဲ့ပေမဲ့လက်ရှိရသည်မှာတော့ဒဏ်ရာပြသနာနဲ့ကြုံခဲ့ရသလိုပွဲထွက်ခွင့်မရဘဲအရန်ခုံမှအချိန်ကုန်နေရတာဖြစ်ပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါ။မနက်စင်နိုင်မှလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါပါ။ကျွန်မကတော့ချေချိုဆက်မှာဂျေဆုတမရရှင်။ GBP ရုပ်မြင်သံကြားစီစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပစက်အငှားဒေသများဖတ်ကြားခြင်းတော်တူ GBP စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဘေးစာတွေကိုဖတ်ကြားပေးမယ့်သူကတော့မတိရီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတိရီဟုတ်ကဲ့မင်္ဂလာပါကွာကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ GBP စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မဲ့ချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပရမဦးဆုံးဖတ်ကြားပေးခြင်းနဲ့ပေးစာကတော့ဒီစကိုင်းတိုင်းမော်လိုက်ခရိုင်တွေကပြပလာတဲ့ပေးစာနဲ့အရင်ဆုံးဖတ်ပြပေးခြင်းပါလေခင်ဗျာဈေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါတော့တူ DBB ပြည်သူအစားပါစပ်အားမှာအကိုနဲ့အမကျေးဇူးပြုပြီးတော့အန်ယူဂျီအစိုးရတဆန်ရာဝန်ကြီးတွေတရှိစေရန်ဖတ်ကြားပေးပါစကိုင်းတိုင်းမော်လိုက်ခရိုင်ဖောင်းပြင်းမြို့နယ်ကမြို့နယ်တရားရေးအဖွဲ့ရဲ့ ိန်းကျူစက်ပြာခွက်တစ်ခွက်ရဲ့အလေးချိန်ပမာဏကို100ဂရမ်ဆိုပြီးတော့လွဲမားစွာမှတ်ယူပြောဆိုတာတွေကြောင့်တရားဥပဒေနဲ့မညီပဲအမိန့်ချအပြစ်ပေးမှုတွေရှိနေပါတယ်။မြို့နယ်ပါလာဖာရဲ့တရားစွဲတင်ထားတဲ့ပုံမှန်အတိုင်းတရားလိုတရားခံမိသားစုဝင်တွေအပါအဝင်ဂျာနာစစ်ဆေးမှုမရှိပဲတစ်ဖက်သက်ခုခံခြေပပြောဆိုခွင့်မပေးပဲဂျားကာလာမှုဆိုပြီးတော့မတရားပြစ်ဒဏ်စီရင်မှုတွေကို တင်ပြလိုပါတယ်။မွေးရေးစေဝါဘိန်းဖြူကို 1 gram မပြည့်သလိုဘိမ့်မဲ3ချက်သားမပြည့်တဲ့အမှုကိုမိုးရစ်စေးဝါးရောင်းချတဲ့ပုံမှန်16ကာဂျီနဲ့ပြစ်ဒဏ်အများဆုံးချမှတ်ထားပြီးတော့မိုးရစ်စေးဝါး3ဆွဲလက်ဝဲတွေးရှိသူတွေမှာတရားရေးအဖွဲ့ရဲ့မှားယွင်းမှုပြစ်မှုပြစ်ဒဏ်မများတာပဲထောင်ဒဏ်များစွာအကျဉ်းချခံ အချုံနောင်ခံနေရပါတယ်လက်ရှိချိန်မှာဒေါ်လန်ရေးကာလာနဲ့ဂျာကာလာအနေထားများရတော်လန်ยีအင်အားစုသူမျိုးနယ်မြေအတွင်းမှာတော်လန်ยีမိသားစု ညနာသူအကျဉ်းသားများကိုသက်ဆိုင်ရာဝန်ကြီးဌာနမှကိုင်းညီသိမ်းလျော်တဲ့ဥပဒေပုံမှန်များနဲ့မှန်ကန်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေးစီစစ်ဆောင်ရွက်ပေးနိုင်ရဲ့အားကိုးစွာဖြင့်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ဒီစကိုင်းတိုင်းမော်လက်ခိုင်ဖောင်းပင်မြို့နယ်ထဲမှာဒီတရားစီရင်နဲ့ပတ်သက်ပြီးတော့ဒါရေးသားပေးပို့လာတဲ့ပေးစာကိုဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကလည်းစကိုင်းတိုင်းကတာမြို့နေရာပေးပို့လာတဲ့ပေးစာပါရှင်။ မင်္ဂလာပါ DPP အဖွဲ့သားအားလုံးနဲ့စကိုင်းတိုင်းကတာမြို့နယ်အင်းရွာကပါ Energy အစိုးရလူကြီးမင်းများကိုကျမရဲ့စာလီဖတ်ကြားပေးပါကျမတို့ကတာနယ်ကျေးလက်ဒေသတွေမှာပါသုံးလုံးအုပ်ချုပ်ရေးမှုဟာတရားရေးတွေပေါ်ဆောင်ခဲ့တာ ကြာပါပြီအင်အားကောင်းခဲ့ပါတယ်ပြည်သူတွေအမားခုခုလုံးမိရင်ဖမ်းဆီးမဲ့သူတွေဝိုင်းနေရပဲသူတို့အမားလုံးရင်ဘသူတွေကဖမ်းဆီးမှာလဲသိချင်ပါတယ်ကတာမြို့နယ်တရားရုံးကိုရောက်ရင်ငွေပေးနိုင်သူကအနိုင်ရပါတယ်ငွေမပေးနိုင်လို့ထောင်ချနေသူတွေရှိပါတယ် လောင်ကစားမှုတိုင်ရင်တိုင်ကိုမဖမ်းပါဘူးထိုးသားတွေကိုဖမ်းပါတယ်အခုဖမ်းသားသူတွေလည်းရှိပါတယ်ဒီစာလေးကိုဖတ်ကြားပေးပါ DBB ဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါမတီဗီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းပွင့်ဖြူမြို့နယ်တွေကရေးသားပေးပို့လာတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီတော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းပွင့်ဖြူမြို့နယ် ွာခိုင်ကျွာမှာစစ်မှုထမ်းကြီးလဲရစင်ပြီးနေရပါတယ်။ဆိုင်ကယ်တွေကိုလည်းဖမ်းနေပါတယ်။သူသောထီးတွေတောင်းကျမ်းနေလို့ညဘက်ဆိုရင်စေနာကြီးနောက်ပိုင်းအပြင်မထွက်ရဲကြပါဘူးဗျာ။ကျမ်းမာရေးကိစ္စရေးပေါ်ကြုံလာရင်တော့ညဘက်အချိန်လေးဆိုရင် အပြင်မထွက်ရဲကြပါဘူး။တကယ်သေးရရှင်ရဖြစ်လာရင်ပြည်သူတွေထိုင်ပြီးဒေဖို့အောက်နေရတဲ့အခြေတည်ပါ။ကျွန်တော်ညီအေးညဆယ်နှစ်ကျော်ချိန်မှာအသာအိမ်သွေးကြောပေါက်ပြီးတော့ဆေးရုံသွားဖို့လုပ်ခဲ့ပါတယ် ကျမ်းမာရေးကကိုခေါ်တော့ကမောင်းတဲ့သူကမမောင်းရဲဘူးတယ်ဗျာမင်းနဲ့ဆော့ဆော့ကျမ်းမာရေးကရောက်လာတော့ကျွန်တော်ညီလေးကအသက်မရှိတော့ဘူးဗျာကံတရားကိုပဲအပြစ်ဖွဲ့ရမလားမသိဘူး DVB အဲ့လိုဖြစ်နေတဲ့ဒုက္ခတွေကိုအများသိအောင် ပြောပြပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီပွင့်ဖြူမျိုးနယ်ရွာခိုင်ကျွရမှာစစ်မှုထမ်းကြီးလဲပေးနေရတယ်ပြပြဆိုရင်ဒီပြူစောထီးတွေကဒါအတင်းအနမတောင်းညံ့နေတယ်ပေါ့နော်ပြပြဆိုရင်ညဘက်လဲကျမ်းမာရေးကိစ္စဆိုလဲရွာပြင်ကိုပြေးမထွက်တဲ့ကိစ္စတွေကြောင့် အခုလိုအသက်တည်ဆုံးရတဲ့အထိဖြစ်ပေါ်လာရတဲ့အခြေအနေကိုရေးသားပြပလာတဲ့ပေးစာကို .2dpp ကဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကျမတို့စီစဉ်မှာအမြဲတမ်းလက်ခံရရှိနေတဲ့စစ်မှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရင်ဖွင့်လာတဲ့ ARB တိုင်းကပြည်သူတယောက်ပြပလာတဲ့စာပါရှင်တော်တူဒီပီပီအဖွဲ့ကတဲ့ကိုအောင်ကျော်နဲ့မတ်တီတီကျမ်းပါပါစီလို့ဆုတောင်းမြတ်တာပို့ပါရစေ။စာရေးသားပေးဖို့လာသူလည်းကျမ်းပါပါစီရှင်။အကောက်ကိုတော့မဖော်ပြပါနဲ့။ AR တိုင်းမြန်အောင်မြို့နယ်ဆန်းရွာကြီးအုပ်စုရောခွင်းကျေးရွာအတွက်စစ်မှုရအလှည့်ကျလူပေးရမှာကိုရောင်ချတော့အုပ်စုကျေးရွာကအမျိုးသားတယောက်ကိုအော်တိုဘာလ9ရက်နေ့ကဖမ်းဆီးပြီးတညာလုံးထိတ်တုံးနေထဲထားပါဗျ။နောက်တနေ့အော်တိုဘာလ10ရက်နေ့မနက်မှာအလှည့်ကျစစ်မှုထံလူပေးရမယ့်ရောခွင်းကျေးရွာအတွက်ရောင်ချတော့အောက်စုကျေးရွာယာအိမ်မှုနဲ့အုပ်ချုပ်ရေးမှုကတိန့်တရာတောင်းပြီးမြန်အောင်မြို့ကိုပို့ခဲ့ပါဗျ။လူစားထိုးပေးလို့ရတဲ့တိန့်တရာတွေက စစ်မှုထမ်းဖို့ထဲခံလိုက်ရတဲ့သူကိုနှစ်သိန်းသုံးသိန်းတန်ဖုန်းတစ်လုံးဝယ်ပေးပြီးကျန်တဲ့ငွေတွေကိုအုပ်ချုပ်ရေးမှုနဲ့ညောင်ချတော့အုပ်စုကြီးရွာရအိမ်မှုတို့ကခွဲယူထားပါတယ်ဒါကိုအထက်လူကြီးတွေသိအောင်ဖတ်ကြားပေးပါဆိုပြီးရင်းဖွင့်ပေးပို့လာပါရှင်ကဲပါမတီကြီးကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးတာတစ်ကောင်ကလည်းဒီ ARD တိုင်းဒနုပြူမြို့နယ်တွေကပြီးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာကြီးတာထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ TVP ကျွန်တော်ကတော့ ARD တိုင်းဒနုပြူမြို့နယ်ကပါ ကျွန်တော်တို့စီမှာအသက်16နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းအကျုံးဝင်နေသူတွေကကြေးရွာအုပ်ချုပ်ရေးမှုတွေကို လာထင်လာတိုင်းပတ်စံပေးနေရပါတယ်။အရင်ကတလားကို1000ဝဲ3000ပေးရပါတယ်။အခုတော့တလားကို4000ကောက်ခံနေပါတယ်။ဒေသခံတွေကတစ်နေ့လုံးမှတစ်နေ့စားရတာဖြစ်လို့ငွေကြေးလည်းမတက်နိုင်ပါဘူး။အထက်အမိတ်ဆိုတော့ရွာလူကြီးတွေလည်းမကောက်ချင်လဲကောက်ပေးနေရပါတယ်။နောက်ပြီးတော့ဒေသခံတွေကတော့စစ်တပ်ဦးဆောင်ကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲကို မဲသွားမထည့်ဘူးလို့စဉ်းစားထားပါတယ်။လက်ရှိဖန်စီထိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပြန်လွတ်ဖို့ရှိမရှိကိုလည်းသိကျင်ပြီးတော့ပြည်သူတွေကတော့ဒေါက်အောင်ဆန်းစုကြည်ပြန်လွတ်ဖို့ဆုတောင်းပေးနေကြပါတယ်။ကျေးဇူးတင်ပါတယ် DVB ဆိုပြီးတော့ဒေတာပြဖို့လာတာပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင်ဒါသတင်းတွေထဲမှာကြားသိရတဲ့အခြေအနေအားဆိုရင်ဒါနီးပြီးတော့မှဖန်တီထိမ့်သိမ့်ခံထားရတဲ့ ဒါဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်ဒါထောင်နေကိုဒါတခြားနေရာကိုထပ်ပြီးတော့ပြောင်းရွှေ့မှုတွေပြုလုပ်နေရဲဆိုပြီးတော့လည်းသိရတယ်နောက်ပြီးတော့ဒီ ASEAN အဖွဲ့ဝင်တွေကလည်းဒါလက်ရှိဖန်တီးထိမ့်သိမ်းခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတွေ့ခွင့်ရဖို့တွေကိုလည်းဒါကြိုးစားနေပေမဲ့ဒါစစ်ကောင်စီရဲ့ဒီပြန်ကြားရေးပြောင်းခွင့်ရပုဂ္ဂိုလ်ကတော့ဒါပြီးမတွေ့နိုင်ဘူးဆိုပြီးတော့ပြီးခဲ့တဲ့ရက်ကပဲသူတရင်နာရှင်လေးပဲမှာပြောကြားခဲ့တာတွေတွေ့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ပြည်သူအစားပါစံငါပေးစာများဖတ်ကြားခြင်းတော့တူ DPP စီစဉ်ကိုစာရည်ရေးသားပေးပို့တော့မယ်ဆိုရင် email ကနေတစ်စင်းရေးသားပေးပို့တော့မယ်ဆိုရင်တော့တူ DPP@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်စင်းရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681119463995ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com/dpp ရဲ့ messenger ချက်ပေါက်ကနေတစ်စင်းရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရခိုင်ပြည်နယ်ကပြည်သူတယောက်ပြေးပို့လာတဲ့စာပါရှင်။ရခိုင်ပြည်အတာခမြေပုံမြို့မှာအရခပညာရေးဌာနကဖွင့်ထားတဲ့အကြောင်းပါ။အင်္ဂလိပ်စာပြနေသူကအခုပညာသင်နှစ်မှာ10တန်း17တန်း12တန်းတွေကိုပုံမှန်ပြထမ်းထားတဲ့အင်္ဂလိပ်စာပြထမ်းစာအုပ်ကိုလုံးဝမသိမဲပြင်ပကအင်္ဂလိပ်စာတွေကိုပဲသင်နေပါဗျ။ပြင်ပစာအုပ်ကိုသင်တော့ကလေးတွေကမိတူကတရက်ကိုတစ်ထောင်ကျက်စီပေးနေရပါဗျ။ ကျောင်းစာဖွင့်ခဲ့ကအခုတည်းဆို3လကျော်ပါပြီ။ပြဋ္ဌာန်းစာအုပ်ကိုလုံးဝမတင်ပေးပါဘူး။အထူးသဖြင့်စနတန်းကျောင်းသားတွေကအရေးကြီးပါတယ်။စာမေးပွဲမှာပြင်ပကစာကိုမေးတာမှမဟုတ်တာ။ကျွန်တော်တို့မိဘတွေဘက်ကလဆင်ထောက်ပံ့ငွေ3000ကျပ်စီလဲပေးရပါတယ်။ဒါအပြင်သူစီမှာကျူရှင်မတက်တဲ့သူတွေဆိုလဲပြဿနာရှာတယ်။ခွဲခြားဆက်ဆံနဲ့ခရီးမဆိုင်ဘူး။ရေပုံမြို့မှာမိဘတိုင်းငွေကြေးတက်နိုင်တာမဟုတ်ပါ။စင်းရဲနွမ်းပါတဲ့သူတွေလည်းရှိပါတယ်။မြေပုံမြို့ပေါ်မှာပောက်တော့စစ်တွေဘက်ကအစ်ရှောင်းတွေလည်းရှိပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင်အခမဲ့ပညာဒါနတောင်တင် जा ပေးနေချိန်မှာမြေပုံကဆရာဆရာမတွေကဒီလိုလုပ်နေတာမသိတော့ပါဘူးဆိုပြီးတော့ဤသားပေးဖို့လာပါရှင်။ဒါနှစ်တီကဒါရခိုင်ပြည်နယ်ကဒါပညာရေးခဏနဲ့ပတ်သက်ပြီးတော့ဤသားပေးဖို့လာတဲ့ဆောင်ဖကြားပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒီမှာလည်းဒီ AR တိုင်းဘူဂလီမြို့နယ်ထဲမှာဒါပညာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ဤသားပေးဖို့လာတဲ့ဆောင်ဖကြားပေးခြင်းပါတယ်ခင်ဗျာ။ဤသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါ TVB ဘူဂလီမြို့နယ် စူပရောင်းကုန်းကြီးရွာအုပ်စုထိန်ကိုင်းကြီးရွာမှာ အမကအကြောင်းမှာကျောင်းဆရာမနှစ်ယောက်ရှိပါတယ်။ကျောင်းသားက19ယောက်၊ကီဂျီနဲ့ဆူမှာ21ယောက်ပဲရှိပါတယ်။ဆရာမတွေကစာသင်တာမနိုင်လို့ဆိုပြီးတော့ဆရာငှားခိုင်းပါတယ်။ဒီပါတွေကဆင်းရဲတော့ငှားနိုင်ဖြစ်နေကြပါတယ်။